ားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သတင်းဌာနကဤသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မုံရွာမှာစစ်တပ်လက်နက်ကြီးကြောင်းနေအိမ်ငါးလုံးပြက်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စကိုင်းတိုင်းမုံရွာမြို့နယ်ဘူးရွာမှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်လို့နေအိမ်ငါးလုံးခန့်ပြက်စီးခဲ့ကြောင်းဒေသခံတွေကပြောပါတယ်အော်တိုဘလတ်၁၄ရက်မင်းညာ9နှစ်ခွဲခန့်က မုံရွာမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မအုခိရှိစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပေမုံရွာအနောက်တောင်ကျမ်းရှိကျေးရွာတွေကိုလက်နက်ကြီးနဲ့၆ကြိမ်ပစ်ခတ်တိုက်ခိုက်ရာပြည်သူနေအိမ်တွေပျက်စီးထိခိုက်ခဲ့ကြောင်းမုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်။အဲ့ဒီပစ်ခတ်မှုတွေကလက်နက်ကြီးအချို့ဟာမုံရွာအမြင့်လမ်းဘေးကပူးရွာကိုပါလက်နက်ကြီးနှလုံးကျရောက်ပြီးနေအိမ်၅လုံးခတ်ပျက်စီးခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။၅အိမ်လောက်ထိတဲ့အိမ်တအိမ်ပေါ်ကျပြီးပောက်ကွဲပြီးမိလောင်နေ။ နွားတွေလည်းတည်တယ်လူတွေတော့ထိခိုက်မရှိဘူးလို့ဒေတာကန်တအူကပြောပါတယ်ဒီနေ့မနက်7:00နာရီခွဲခန့်ကလည်းကြောက်ခါရွှေကူနီဖျားမှတက်ဆွဲထားတဲ့စစ်အုပ်စုကလက်နက်ကြီးတွေနဲ့ရန်ပစ်နေလို့ဒေတာကန်တွေကပြောပါတယ်ပြီးခဲ့တဲ့အောက်တိုဘာ6ရက်တရင်ကျွတ်လာပြည်နေညကမုံရွာခရိုင်မုံရွာမြို့နယ်နဲ့ချောင်းဦးမြို့နယ်အစပ်မှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ20ကျော်သေဆုံးပြီး60နီးပါးဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာလည်းစစ်ကောင်စီတပ်ကမုံရွာနဲ့ချောင်းဦးမြို့နယ်တွေကိုလက်နက်ကြီးတွေနှိမ့်စင်ပစ်ခတ်တိုက်ခိုက်ပြီးပြည်သူတွေထိခိုက်ဒေဆုံးကနေအိမ်ပျက်စီးတာတွေရှိနေပါတယ်။ဆက်လက်ပြီးရခိုင်ရုံးမအရှိချမ်းအိုရှိပင်ကပတ်ဆာ16အနီးမှာစစ်တပ်ရဲ့အခိုင်မာတိဆောက်ထားတဲ့ကာကင်းစခန်းတစ်ခုကိုအေအေနဲ့ပူးပေါင်းတပ်မှသိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရခိုင်ရုံးမရှိချံပဲခူးတိုင်းဒေသကြီးဗရောင်မြို့နယ်အုတ်ရှိပင်မြို့မတုံရွာကပ္ပစ၁၆အနီးကအကြံဖက်စစ်တပ်ရဲ့အခိုင်မာတိစောက်ထားတဲ့ခကင်းတစ်ခုကိုဘာရကတက်တော်အေအေနဲ့ပူပေါင်းတပ်တွေကအောက်တိုဘာ၁၄ရက်ကနေတိမ့်ပိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။တိုက်ပွဲတွင်အကြံဖက်စစ်တပ်ရဲ့အမျိုးသမီးတွေအပါအဝင်မိသားစုဝင်30ခန့်ကိုပါလက်ရဖမ်းမိထားပြီးစစ်သား40ကျော်တိစုံကလက်နက်ခရမ်းတွေပါသိမ်းဆည်းရမိခဲ့တယ်လို့စစ်ရေးသတင်းရေးမြစ်တအုပ်ကသတင်းဌာနကိုပြောပါတယ်။ ကပ္ပစ16ရဲ့အပြင်ဘက်မှာရှိတဲ့အရင်ကလေးကနေအခိုင်အမာတိဆောက်ထားတဲ့စခန်းကုန်းကိုအေအေနဲ့ပူးပေါင်းတော်လှန်ရေးတပ်တွေကတိုက်ခိုက်တာအဲ့ဒီစခန်းကုန်းအနားမှာစစ်တပ်ကမိသားစုဝင်တွေနေတယ်လေအရင်ကလေးကမနေ့ကအဲ့ဒီစခန်းကကင်းကိုတင်ပြီးမိသားစုဝင်တွေအမျိုးသမီးအမျိုးသားစုစုပေါင်း30လောက်ရှိမယ်ဖမ်းမိတာလို့ပြောပါတယ် ရှခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းမကွေးတိုင်းဆက်ဆက်ဒေသတွေအတွက်စီရေးအရအလွန်အေးပါတဲ့နှရေခံပြူဟာကုန်းကိုအရကတတ်တော်အေအေနဲ့မဟာမိတ်တပ်တွေကဒီကနေ့ညနေမှာအပိသက်သိမ်းယူနိုင်ပြီလို့သတင်းရရှိပါတယ်။ခေါင်းဆောင်တဲ့သူတွေအကုန်ထွက်ပြေးတာလေ။ပါဆစစ်မှုရန်တင်းနန်းစင်းတွေပဲခြံခဲ့တာ။ပြောရရင်၁၇ရက်နေ့ကလေးကရှာနေတာ။အခုကတော့လုံလုံရှင်းနိုင်ပြီလို့သတင်းဌာနရဲ့သတင်းရှင်းပြတဲ့အုပ်ကအောက်တိုဘာလ၁၄ရက်နေ့ညနေပိုင်းမှာပြောပါတယ်။ အမ်ဘရန်လန်ပိုင်အနီကအကြီးဆုံးစခန်းဖြစ်တဲ့နေရီကန်ဖြူဟာကို AA နဲ့မဟာမိတ်တပ်တွေက2025ဖေဖော်ဝါရီလမှာထိုးစစ်စတင်ခဲ့တာပါအဲ့ဒီအချိန်တုန်းကဒေတာရင်းစစ်စင်ရေးနဲ့ခုခံစစ်တွေကိုတပ်မ69ကတာဝန်ယူခဲ့တာပါကကင်းစခန်းတွေကို AA နဲ့မဟာမိတ်တွေကတခုပြီးတခုတင်ယူနေပြီးစစ်တပ်ကအရာရှိတွေအပါဝင်တေဆုံတရားရသူထွက်ပြေးသူအလင်းဝင်သူအများပြားနဲ့အထင်အားနေခဲ့ပါတယ်။ဒါကြောင့်စစ်ကောင်စီကတပ်မ69တပ်မမှုဘုံမူကြီးတင်မောင်ကျော်ကိုမေလာထဲမှာပြန်ဖမ်းခဲ့ပါတယ်။ ကျမ99အောက်ကတရင်တွေထိနာလာကြောင်းဩဂုတ်နဲ့စက်တင်ဘာလမှာရှမ်းပြည်နယ်တောင်ပိုင်းအခြေဆိုင်အမှတ်19စစ်စစ်ရေးကိုကဲမှုဌာနချုပ်စကခ19လက်အောက်ခံတရင်တွေကိုတက်ချင်းလဲလဲပို့ဆောင်ခဲ့ပါတယ်။စက်တင်ဘာလနဲ့အောက်တိုဘာလဇန်တိုက်ပွဲတွေမှာလည်းအထိနာပြီးစကခ19ကအရာရှိပိုင်းတွေအောက်တိုဘာလ9ရက်နေ့ကတည်းကဆုတ်ခွာသွားတာလို့သိရပါတယ်။အောက်တိုဘာလ10ရက်မှာ AA နဲ့မဟာမိတ်တပ်တွေကဖြူဟာတဲ့အထိဝင်တိုက်ခဲ့ပြီးအောက်တိုဘာ14ရက်နေ့မှာအပိသက်သိမ်းပိုက်လိုက်တာလို့သိရပါတယ်။ အခြားစီရီတရင်ကြီးမြတ်တူကလည်းပါစာရီထွက်ပြေးတောင်းလက်နဲ့ချတာအများကြီးပဲလို့ပြောပါတယ်။နေရီကံပြူဟာကုန်းကိုအေအေနဲ့မဟာမိတ်တွေကတင်ပိုက်လိုက်ကြောင်းရေးသားထားတဲ့တရင်ကိုလည်း96 Soldier PDF ရဲ့ဦးဆောင်သူတဦးဖြစ်တဲ့ကိုစီရလွင်ကလည်းနေရီကံပြူဟာကုန်းကိုအပီးသက်တင်ပိုက်လိုက်ပါပြီလို့ရှင်းပြီးလူမှုကွန်ရက်မှာမျှဝေထားပါတယ်။ 96ဆိုချာ PDF ဟာ AA နဲ့အတူစစ်ကောင်စီကိုပူးပေါင်းတိုက်နေတဲ့ကာကွယ်ရေးတပ်တွေတက်တက်တခုဖြစ်ပါတယ်96ဆိုချာရဲ့အော်တိုဘာ6ရက်နေ့ကဖြစ်လုပ်ခဲ့တဲ့စစ်တင်တဲ့ဆင်ပွဲကိုအရကတ်တပ်တော်ထိန်းချုပ်ဒေသမှာပြုလုပ်ခဲ့တာဖြစ်ပါတယ် AA ကတော့တီချာတရင်မထုတ်ပြန်သေးပါဘူးနေရီကန်ဖြူဟာကုန်းသိမ်းတိုက်ပွဲမှာ AA နဲ့အတူပူးပေါင်းတိုက်ခိုက်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ကတာဝန်ရှိသူတို့ကတော့နယ်ရီကံကိုလုံလုံရှင်းပြီးရင်မကွေးတိုင်းဝင်ပေါက်ပွင့်သွားသလိုအရာဝတီမြစ်နောက်ချမ်းအလုံးစစ်ကောင်စီလက်လို့ရဖို့တည်ချသွားပြီလို့သုံးသက်ပြောကြားနေကြပါတယ် လက်ရှိမှာအမ်ဗတန်လန်မင်းတုံတရက်စင်ပောင်းဝဲငဖဲမျိုးနယ်တွင်တဲ့ပသိမ်မုံရွာလမ်းပိုင်းတွင်ဘကိုးတိုင်းတဲ့ကတောင်ကုတ်ပရောင်ကလန်အေယော်ဒီတိုင်းတဲ့ကလေးမျက်နှာမျိုးနယ်တို့မှာလည်းအေအေပူပေါင်းတက်တွင်နဲ့စစ်ကောင်စီတိုက်ပွဲပြင်းထန်နေပါတယ်